1990ခုနှစ်ဒီဇင်ဘာလ25ရက်နေ့မှာဆိုဗီယက်အစိုးရရုံးဆိုင်တဲ့ကရမလင်နန်းတော်ထံမှာတူတဆင်အလံအစားရုရှားနိုင်ငံသစ်ရဲ့တောင်းအောင်ချေအလံကိုပြောင်းလဲလွှင့်ထူခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲမီခရီကော်ဘာချော့ကလည်းသမရအဖြစ်ကနေနှုတ်ထွက်သွားပါတယ်။ဒီဇင်ဘာလ26ရက်နေ့မှာတော့ရုရှား၊ဘယ်လာရပ်စ်နဲ့ယူကရိန်းကောင်းဆောင်တွေဟာသဘောတူစာချုပ်တရက်ကိုလက်မှတ်ယူထိုးခဲ့ကြပါတယ်။ဆိုဗီယက်လွှတ်တော်ကလည်းပြည်ထောင်စုအဖွဲ့ဝင်15နိုင်ငံကိုလွတ်လပ်တဲ့နိုင်ငံတွေအဖြစ်အသိမှတ်ပြုလိုက်သလို ဆိုဗီယက်ပြည်ထောင်စုကြီးကိုတရားဝင်ဖြတ်သိမ်းလိုက်ကြောင်းကြေညာခဲ့ပါတယ်။အဲ့ဒီနေ့ဟာဆိုဗီယက်ပြည်ထောင်စုကြီးပြိုကွက်သွားခဲ့တဲ့နေ့ဖြစ်ပါတယ်။နှစ်ဆရာစုမှာကဘာစစ်ကြီးနှစ်ခုဖြစ်ပွားခဲ့တယ်ဆိုပေမဲ့ကဘာကြီးတစ်ခုလုံးအချင်းကြကြလွှမ်းမိုးထားတာကတော့စစ်အေးဖြစ်ပါတယ်။စစ်အေးရဲ့ရိုက်ခတ်ချက်တွေကယနေ့အထိတွေ့မြင်နေရသေးပါစေကာလမှာအမေရိကန်ဥဆောင်တဲ့အနောက်နိုင်ငံတွေနဲ့ဆိုဗီယက်ပြည်ထောင်စုဥဆောင်တဲ့ကွန်မြူနစ်ကမ္ဘာအကြားမှာအပြိုင်ပြီးကမ္ဘာကြီးကိုအုပ်စိုးဖို့သူတပြန်ကိုယ်တပြန်ကြိုးစားခဲ့ကြပါတယ် ဒါပေမဲ့ဘယ်သူမှပြက်ပြက်သားသားအနိုင်မရရှိခဲ့ပဲလိတ်ခဲတဲ့လက်အခြေအနေဖြစ်ခဲ့တာပါစစ်အေးကိုအကြောင်းပြုပြီးကမ္ဘာနိုင်ငံအများစုမှာအပြောင်းအလဲကြီးတွေစစ်ပွဲတွေတွေးထွက်တိုင်ယုံမှုတွေဖြစ်ခဲ့ပါတယ်စစ်အေးကာလအတွင်းမှာအရင်းရှင်ကမ္ဘာနဲ့ကွန်မြူနစ်ကမ္ဘာကြားအာဏာလွန်ဆွဲနေတဲ့ချင်းခွေရှာညီမျှခဲ့တယ်ဆိုပေမဲ့နှစ်ဖက်အုပ်စုဝင်တချို့နိုင်ငံငယ်လေးတွေမှာတော့အထိနာခဲ့တာဟာမှတ်သားစရာဖြစ်ပါတယ်ဒီချင်းခွေရှာဟာ1990ခုနှစ်မှာတော့စောက်ထုံးမှုမျိုးဖြစ်သွားခဲ့ပါတယ် ဆိုဗီယက်ပြောင်စုအဖွဲ့ဝင်နိုင်ငံတွေခွဲထွက်သွားခဲ့မှုဟာကမ္ဘာအခြေပြန်ဆုံးပြည်တော်စုကြီးပြိုကွဲသွားစေရုံသာမကပဲကမ္ဘာနိုင်ငံရေးကိုပါတစ်ဖက်ဆောင်းနေဖြစ်သွားစေခဲ့ပါတယ်။ဒါကြောင့်ဆိုဗီယက်ပြောင်စုကြီးပြိုကွဲသွားတဲ့နေ့ဟာကမ္ဘာကြီးတစ်ချမ်းဆောင်းသွားတဲ့နေ့ပါပဲ။ဘယင်းဦးဆုံးဆိုဗီယက်ပြောင်စုကြီးကြောင်းလေ့လာကြည့်အောင်ပါ။ဆိုဗီယက်ပြောင်စုဆိုတာဟာယခုလက်ရှိရုရှားနိုင်ငံနဲ့ဘေးပတ်ဝန်းကျင်ကနိုင်ငံ၁၄ခုတော့ပေါင်းစည်းဖွဲ့စည်းထားတဲ့ပြောင်စုဖြစ်ပါတယ်။အေရိယာအပြင်လဲကမ္ဘာပေါ်မှာအကျယ်ဝန်းဆုံးနိုင်ငံဖြစ်ပြီးတော့ ကမ္ဘာကုန်မြေ6ပုံတပုံအထိရှိပါတယ်။လူမျိုးပေါင်း180ကျော်ရှိပြီးကမ္ဘာထိပ်တန်းနိုင်ငံကြီးတစ်ခုဖြစ်ပါတယ်။19ရာစုနောက်ပိုင်းအထိရုရှားနိုင်ငံမှာသေဦးဆံမိုင်ဘရင်စနစ်ကိုကျင့်သုံးခဲ့ပြီးတော့ဇာဗီအနေနဲ့အကြီးအကဲတွေကအရာရာမှာအုပ်စိုးနေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲရုရှားနိုင်ငံစီရောကွန်မြူနစ်အတွေ့ခေါ်တွေဝင်ရောက်လာတာပါ။1918ခုနှစ်မှာတော့မဟာအောက်တိုဘာတော်လှန်ရေးဖြစ်ပွားခဲ့ပြီးတော့အလုသမားတွေစစ်သားတွေတပ်ကတော်ကျောင်းသားတွေစုပေါင်းပြီးပြည်ဝင်ပြောင်းလဲရေလှုပ်ဆောင်ခဲ့ရမှာ ။ဒါပြင် Nicholas ကိုဖျောက်ချနိုင်ခဲ့ပြီးတော့နောက်ပိုင်းမှာကွပ်မြတ်လိုက်ပါတယ်။ November လမှာတော့ Lenin ဥဆောင်ပြီးတော့ Soviet Russia နိုင်ငံကိုတည်ထောင်နိုင်ခဲ့ပါတယ်။1922ခုနှစ်မှာ Russia နဲ့အတူ Ukraine, Belarus, Armenia, Azerbaijan, Georgia စတဲ့နိုင်ငံတွေပေါင်းစည်းပြီး Soviet ပြောင်စုဖွဲ့စည်းခဲ့ပါတယ်။ Lenin ကွယ်လွန်သွားတဲ့နောက်မှာ Soviet ပြောင်စု Stalin ကတန်လက်သီးနဲ့အုပ်ချုပ်ခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်ကြီးတွင်မှာ Soviet ပြောင်စုဟာ Nazi Germany နဲ့အပြင်းထန်တိုက်ခိုက်ခဲ့ရပါတယ်။ ကမ္ဘာစစ်ကြီးရဲ့အစမှာတော့ဟစ်လာရဲ့ဂျာမနီနဲ့ဆိုဗီယက်တို့ဟာအပြန်အလှန်မကျူးကျော်ရေးစာချုပ်တွေချုပ်ဆိုခဲ့တာပါ။နောက်ပိုင်းမှာနာဇီတွေကဆိုဗီယက် ပြောင်းစုအတွင်းအောင်ဝင်အောင်ကျူးကျော်ခဲ့ပါတယ်။ဒါမှမဟုတ်ဆိုဗီယက်ရုရှားရဲ့ပြင်းထန်တဲ့ဆောင်းရာသီကိုနာဇီလည်းမခံနိုင်ခဲ့ပါဘူး။ဆိုဗီယက်တပ်တွေကနာဇီတွေကိုအကြီးအကျယ်တွန်းလှန်တိုက်ခိုက်ခဲ့ပါတယ်။1945ခုနှစ်မှာတော့ဆိုဗီယက်ပြောင်းစုဟာမဟာမိတ်တပ်ဖွဲ့အိတ်နဲ့အတူဂျာမနီကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ကမ္ဘာစစ်ကြီးပြီးသွားတဲ့နောက်မှာဆိုဗီယက်ပြောင်းစုဟာကမ္ဘာထိပ်တန်းနိုင်ငံကြီးဖြစ်သွားပါတယ်။ဂျာမနီကိုလည်း ဆိုဗီယက်ကတပိုင်းအမေရိကန်တပိုင်းပိုင်ခွဲပြီးတော့သိမ်းလိုက်တဲ့အနေထားပါဒုတိယကမ္ဘာစစ်ကြီးပြီးသွားရင်လည်းအဓိကအားဖြင့်တနက်မပြစ်တော့ဘဲနဲ့စက်မှုနည်းပညာနိုင်ငံရေးနဲ့စစ်အင်အားပြိုင်ဆိုင်မှုစစ်ပွဲထပ်မံဖြစ်ပွားခဲ့ပါတယ်အဲ့ဒါတော့စစ်အေးပါစစ်အေးကာလမှာအမေရိကန်ဥဆောင်တဲ့ရင်းရှင်အုပ်စုနဲ့ဆိုဗီယက်ဥဆောင်တဲ့ကွန်မြူနစ်အုပ်စုကြားမှာအပြင်းထန်ပြိုင်ဆိုင်ခဲ့ကြပါတယ်ဆယ်စုနှစ်များစွာအတွင်းဘာတစ်ပြန်ကြားတစ်ပြန်ပြိုင်ဆိုင်ကြရင်းနဲ့ဆိုဗီယက်ပြောင်စုဟာပြည်ပြင်းအင်အားချိနေလာပါတယ် အထူးသဖြင့်အနောက်အုပ်စုကဆိုဗီယက်ရဲ့ရေနံကိုပြစ်မှတ်ထားပိတ်ဆို့ခဲ့တဲ့1980ပြည့်လောက်နှစ်တွေမှာရှိနေနေတဲ့စီးပွားရေးဟာပုံမပြီးတော့ရင်းရင်လာခဲ့ပါတယ်။ဒီလိုနဲ့ဆိုဗီယက်ပြည်အောင်စုကြီးပျော်ကွက်သွားတဲ့အခါမှာကမ္ဘာချင်းခွင့်ရှာဟာပြောင်းလဲသွားပါတယ်။အမေရိကန်ဟာတနိုင်ငံနဲ့ကြံခဲ့တဲ့စူပါပါဝါနိုင်ငံဖြစ်လာပြီးကမ္ဘာအခမ်းအနားတစ်ခုလုံးဗဟိုပြောင်းသွားခဲ့တာပါ။ဆိုဗီယက်ရဲ့အမွေကိုဆက်ခံတဲ့ရုရှားကလည်းအင်အားချိနေနေဆဲဖြစ်ပြီးတော့တရုတ်ဆိုရင်လည်းဘာမှတိတ်မဟုတ်သေးပါဘူး။ဆိုဗီယက်ပြည်အောင်စုကြီးပျော်ကွက်သွားတာဟာလူ့သမိုင်းမှာအကြီးအကျယ်ဆုံးပြောင်းလဲမှုကြီးတွေရတစ်ခုပါ။ လွတ်လပ်ရခဲ့တဲ့နိုင်ငံတွေအတွက်တော့စီးပွားရေးဆိုင်ရာအခက်အခဲတွေရှိခဲ့တယ်ဆိုပေမဲ့လည်းလွတ်လပ်ခြင်းနဲ့အတူမူဝါဒအသစ်တွေပါစတင်နိုင်ခဲ့ပါတယ်။ဆိုပြီးပြောင်းဆိုပြီးပြိုကွက်သွားတာဟာနှစ်ပေါင်းများစွာတဖြည်းဖြည်းလှိုက်စားပြီးတော့အမြင့်တွယ်လာခဲ့တဲ့နိုင်ငံရေးစီးပွားရေးနဲ့လူမှုရေးပြည်ထနာတွေရောနှောသွားပြီးထိတ်မနိုင်သိမ့်မရဖြစ်သွားခဲ့လို့ပါ။အဲ့ဒီပြိုကွက်မှုကြီးဟာကမ္ဘာ့တမိုင်းတစ်ခုလုံးပြောင်းလဲသွားစေခဲ့ပြီးတော့ယနေ့ထိလည်းကမ္ဘာနိုင်ငံရေးပေါ်မှာတက်ရောက်မှုကြီးမားနေဆဲဖြစ်ပါတယ်။ဒီနေရာမှာမဖြစ်မနေသိထားမယ့်အကြောင်းအရာတစ်ခုကတော့မီခေးဂေါ်ဘာချော့ဆိုတဲ့ပုဂ္ဂိုလ်ကြီးရဲ့အကြောင်းပါ ကမ္ဘာချောကအဲ့ဒီချိန်တုန်းကဆိုဗီယက်ပြည်အောင်စုသမရအနေနဲ့တာဝန်ထမ်းဆောင်နေတာပါ။သူ့ကြောင့်သာမဟုတ်ရင်ကမ္ဘာသမိုင်းနဲ့ဆိုဗီယက်ပြည်အောင်စုရဲ့သမိုင်းဟာတမျိုးတစ်ပုံပြောင်းလဲသွားနိုင်မှာသေးတယ်။တရားချင်းနဲ့လာပြီးတော့ပြိုကွဲလူဆဲဆဲဖြစ်နေတဲ့နိုင်ငံတစ်ခုကိုဥဆောင်ခဲ့ရတဲ့ကမ္ဘာချောဟာပြည်ဝင်ပြောင်းလဲလူသားစုဖြစ်တဲ့အတွက်ဆိုဗီယက်ရဲ့နေဝင်ချိန်ဟာဆော့သွားတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ကမ္ဘာအကြီးအမားဆုံးပြည်အောင်စုကြီးဟာအမျိုးမျိုးသောလွဲမမှုတွေအခက်အခဲတွေအောက်မှာရေရှည်ဆက်ပြီးတော့ရပ်တည်ဖို့ကတော့မဖြစ်နိုင်ပါဘူး။အခုတော့မိခဲကမ္ဘာချောအကြောင်းကိုကြည့်ကြအောင်ပါ။ မေခေကော်ဝါချော့ဟာကမ္ဘာမျက်နှာစာမှာငြိမ်းချမ်းရေးကိုဆောင်ရှင်းပေးသူသူ့ရင်ပြောင်းလဲရေးသမ္မတအနေနဲ့ထင်ရှားတယ်ဆိုပေမဲ့လည်းဆိုဗီယက်ပြည်သူအတော်များများကတော့သူ့ကိုနိုင်ငံကိုပြိုကွဲစေခဲ့သူဆိုပြီးတော့ရှုမြင်ကြပါတယ်။ဘလို့ဖြစ်ဖြစ်ကော်ဝါချော့ဟာဆိုဗီယက်ပြိုကွဲရေးကိုဥတီလှုပ်ဆောင်ခဲ့တဲ့သူတော့မဟုတ်ပါဘူး။စနစ်ကြောင်ရိုင်းရိုင်းလာတဲ့နိုင်ငံကိုပြည်ပြင်ပြောင်းလဲဖို့လှုပ်ရှားနေပြီးတော့အချိန်လွန်သွားပြီးတော့ဆိုဗီယက်ပြည်အောင်စုကြီးကမြန်မြန်ဆန်ဆန်နဲ့ပြိုကွဲသွားရတာပါ။ ကမ္ဘာ့၆လက်ထက်မှာဗာလင်တိုင်းပြိုကျပြီးတော့ဂျာမနီနဲ့ပြန်လည်ပေါင်းစည်းသွားခဲ့သလိုခိုင်မာလာပါတယ်ဆိုတော့ဆိုဗီယက်ပြောင်းစုရေးရဲကနေလည်းနိုင်ငံတွေခွက်ထွက်သွားခဲ့ကြလို့2080ကျော်ကြာတရှိနေခဲ့တဲ့ပြည်ထောင်စုကြီးဟာအဆုံးသတ်သွားပါတော့တယ်။ကမ္ဘာ့၆ကို1930ခုနှစ်မတ်လ၂ရက်နေ့မှာစတာရိုပိုဆိုတဲ့မြို့ကလေးကတောင်တူအိမ်တိုင်မှာမွေးဖွားခဲ့ပါတယ်။သူ့ရဲ့မိသားစုဟာစုပေါင်းလေယာဉ်မှာလောက်ကင်ရင်နဲ့အေးဆေးစွာနေထိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။ကမ္ဘာ့၆ဟာငရွေစင်းအတိုင်းစာအုပ်တွေကိုစောစောမြေမြေဖတ်ရှုလေးရှိပြီးတော့ 1955ခုနှစ်မှာမော်စကိုနိုင်ငံရေးတက္ကသိုလ်ကနေဥပဒေပေါ်ရရှိခဲ့ပါတယ်။အဲ့ဒီချိန်ကလေးကသူ့စိတ်ထဲမှာဒီနိုင်ငံကြီးအတွက်ပြောင်းလဲမှုတွေလုပ်နိုင်မဲ့စိတ်အာရုံနဲ့စတင်ပေါ်ပေါက်လာခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီနောက်မှာတော့သူဟာကွန်မြူနစ်ပါတီရဲ့ဝင်ရောက်ခဲ့ပါတယ်။အိမ်အောင်ကြပြီးတဲ့နောက်ဇာတိစတာရူပိုမျိုးကိုပြန်လာမှာတော့ဂေါ်ဘာချော့ဟာပါတီရဲ့မှာယာရုအတက်မြန်ခဲ့ပါတယ်။1962ခုနှစ်မှာသူဟာစတာရူပိုကွန်မြူနစ်လူငယ်ဖွဲ့ချုပ်ရဲ့အတွင်မှုဖြစ်လာခဲ့တဲ့အတွက်ပါတီရဲ့ညီလာခံမှာကိုယ်စားလှယ်ဖြစ်နေ တရားခွင့်ရခဲ့ပါတယ်ဒေတာတွင်မှာသူဟာဩဇာအတော်အတန်ရှိသူတရားဖြစ်လာခဲ့ပါတယ်1988ခုနှစ်မှာတော့မော်စကိုထိသွားရောက်ပြီးတော့စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာဗဟိုကော်မတီမှာအဖွဲ့ဝင်တရားဖြစ်လာပါတယ်အဲဒီနောက်ပါတီရဲ့အမြဲတမ်းနိုင်ငံရေးဗျူရိုအဖွဲ့ဝင်ဖြစ်လာပါတယ်ခေါ်ပါချက်ဟာနိုင်ငံခြားကိုလည်းမကြာခဏခီးသွားခွင့်ရခဲ့ပါတယ်1984ခုနှစ်အတွင်းခီးစဉ်တစ်ခုမှာသူဟာလန်ဒန်ကိုရောက်ရှိလာပြီးတော့ဗြိတိရှဝန်ကြီးမာဂရက်တချာနဲ့တွေ့ဆုံခဲ့ပါတယ်မာဂရက်တချာကခေါ်ပါချက်ကိုချီးမွမ်းခဲ့တယ်လို့နိုင်ငံတကာသူတွေတီတီကလည်း နိုင်ငံရေးဗျူရိုမှာအသက်ငယ်ဆုံးအဖွဲ့ဝင်ဖြစ်တဲ့ဂေါ်ဘာချော့ကိုဆိုဗီယက်ခေါင်းဆောင်လောင်းအနေနဲ့ထင်ကြီးပေးလာပါတယ်။1984ခုနှစ်မှာဆိုဗီယက်ခေါင်းဆောင်ယူရီအန်ဒရိုပေါ့ပွဲလွန်သွားတဲ့အခါမှာကျမ်းမာရေးတိတ်မကောင်းတဲ့ကွန်စတန်တင်ချန်နီယင်ကိုကဆိုဗီယက်ခေါင်းဆောင်တစ်ဖြစ်လာပါတယ်။ဒါပေမဲ့တစ်နှစ်အတွင်းမှာပဲချန်နီယင်ကိုပွဲလွန်သွားပြီးတော့ဂေါ်ဘာချော့ဟာအာဏာရလာခဲ့ပါတယ်။အဲဒီချိန်ထိသူဟာနိုင်ငံရေးဗျူရိုထဲမှာအသက်ငယ်ဆုံးအဖွဲ့ဝင်ဖြစ်နေပါသေးတယ်။ဂေါ်ဘာချော့အာဏာရလာတဲ့အချိန်ကနိုင်ငံတွင်းမှာ အခြေအနေအနေငယ်ဆိုးဝါးလာနေတဲ့အချိန်ဖြစ်ပါတယ်။စီးပွားရေးရလည်းကျဆင်းနေခဲ့ပါတယ်။ဒါကြောင့်ဂေါ်ဘာချောက်ကနိုင်ငံကိုပြန်ပြီးတော့အသက်သွင်းဖို့ပြုပြင်ပြောင်းလဲရေးကြီးတွေစတင်ခဲ့ပါတယ်။စီးပွားရေးစနစ်ကိုပြင်ဆင်ပြီးဆိုးဝါးရထိန်းချုပ်တဲ့စနစ်ကလည်းပြည်သူတွေပါဝင်နိုင်တဲ့စနစ်ကိုပြောင်းလဲဖို့ခွင့်ပြုလိုက်ပါတယ်။စီးပွားရေးအဖွဲ့အစည်းတွေကိုလည်းလွတ်လပ်ခွင့်ပေးခဲ့ပါတယ်။မီဒီယာနဲ့ပြည်သူတွေကိုလွတ်လပ်စွာပြောဆိုခွင့်ပေးခဲ့တယ်လို့အဆိုပါကလည်းဝေဖန်ခွင့်ပေးခဲ့ပါတယ်။ဒီနှစ်ခုဟာဂေါ်ဘာချောက်ရဲ့နိုင်ငံရေးအမြင်တွေအတွက်အခြေခံအုတ်မြစ်ဖြစ်လာပါတယ်။ ဆေးကာလမှာဆိုဗီယက်ပြည်ထောင်စုနဲ့အမေရိကန်တို့ဟာနျူကလ িয়ার ဆက်ဖြစ်နိုင်ခြေရှိတဲ့အထိရန်ဆောင်နေခဲ့ကြပါတယ်။ကမ္ဘာ့ချုပ်ကတော့ဒီဆေးကာလကိုအဆုံးသတ်ဖို့ကြိုးစားခဲ့တာပါ။သူကအမေရိကန်သမ္မတရော်နယ်ရီဂန်နဲ့တည်ငြိမ်မှုပေါ်အခြေခံနဲ့ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။1989ခုနှစ်မှာသူတို့နှစ်ဦးကနျူလက်နဲ့ဖြတ်သန်းရေးသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။1989ခုနှစ်ကတော့ကမ္ဘာ့ချုပ်တို့အရေးပါဆုံးနှစ်တစ်နှစ်ပါ။ပိုလန်၊ဟန်ဂရီ၊အရှေ့ဂျာမနီနဲ့ချက်ကိုစလိုဗက်ကီးယားစတဲ့နိုင်ငံတွေမှာ ပြည်သူတွေကလွတ်လပ်ရေးလှုပ်ရှားမှုတွေပြုလုပ်လာခဲ့ကြပါတယ်။အရင်ကဆိုရင်ဆိုဗီယက်တင်ကားတွေလွတ်ပြီးတော့ချိန်မုံးလေးရှိပေမဲ့ဂေါ်ဘာချော့ကတော့ဒီနီလန်ကိုစွန့်ပယ်ခဲ့ပါတယ်။ဂေါ်ဘာချော့ကအများစုကမျှော်လင့်မထားတဲ့နီးနဲ့လွတ်လပ်မှုတွေကိုခွင့်ပြုပေးခဲ့တာကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးအတွက်လမ်းပွင့်သွားစေခဲ့ပါတယ်။တချို့ကတော့ဂေါ်ဘာချော့ရဲ့ပြုပင်ပြောင်းလဲမှုတွေကရမ်းမြန်ဆန်ပြီးတော့ဆိုဗီယက်ပြောင်းစုအတွင်းမှာမတည်ငြိမ်မှုတွေကိုပုံမဖြစ်လာစေရလို့ဆိုကြပါတယ်။ဂေါ်ဘာချော့ကိုလည်းပြည်သူတွေကဆန္ဒပြခဲ့ကြသလိုနောက်ဆုံးမှာအာဏာသိမ်းခံလိုက်ရပါတယ်။ 1992ခုနှစ်ကုန်ဆုံးကဏ္ဍအချိန်မှာတော့ဆိုဗီယက်ပြောင်းစုကြီးပြိုကွဲသွားပါတယ်။မအောင်မြင်ခဲ့တဲ့၃ရက်ကြာအာဏာသိမ်းဖွဲ့ပြီးမှဂေါ်ဘာချော့အာဏာပြန်ရလာခဲ့တဲ့ဆိုပေမဲ့အဲဒီနောက်သိမ်းမကြခင်အချိန်တွဲမှာပဲသမရယာယူကနေသူနှောက်ထွက်သွားခဲ့ရပါတယ်။ဒီနောက်မှာတော့အထက်မှာပြောခဲ့သလိုပဲဆိုဗီယက်ပြောင်းစုအတွင်းကနေအဖွဲ့ဝင်နိုင်ငံတွေတနင်္ဂနွေပြီးတနင်္ဂနွေထွက်ခွာသွားခဲ့ကြသလိုဆိုဗီယက်လွှတ်တော်ကနေပြောင်းစုကြီးကိုဖျက်သိမ်းလိုက်ကြောင်းကြေညာတဲ့အထိဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့လည်းကမ္ဘာအင်အားအကြီးဆုံးနိုင်ငံတစ်ခုပြိုကွဲသွားတာတော့ လူ့အဖွဲ့အစည်းအတွက်ပြင်ဆင်မှုတက်တည်ရှိခဲ့သူအနေနဲ့ကော်ဘာချော့ကိုတမန်ရမှတ်တမ်းတင်ခဲ့ပါတယ်။မိခေးကော်ဘာချော့ဟာနိုင်ငံရေးခက်ခဲတွေနိုင်ငံတကာဖိအားတွေအောက်မှာငြင်းရဲရဲနဲ့ပြုပင်ပြောင်းလဲရေးကိုအဓိကထားခဲ့သူပါ။သူ့အတွက်ငြင်းရဲရဲဆိုတာဟာနားလည်မှုရှိခြင်းနဲ့အပြန်အလှန်ချစ်ခင်ခြင်းတို့ဖြစ်ပါတယ်။ဒါကြောင့်ကော်ဘာချော့ဟာငြင်းရဲရဲနိုဘယ်ဆုရရှိပြီးတဲ့နောက်မှာသူ့ရရှိသူတွေအထက်မှာမှတမူထူးခြားစွာနဲ့နာမည်ကျန်ရင်းနေခဲ့သူဖြစ်ခဲ့ပါတယ်။ကော်ဘာချော့နိုဘယ်ဆုရခဲ့တာ1990ခုနှစ်ပါ။1990ခုနှစ် ော်တိုဘာလ15ရက်နေ့မှာဆိုဗီယက်ပြောင်းစုရဲ့သမ္မတမီခေးကော်ဘာချော့ကိုနိုဘယ်ဆုကော်မတီကနေငြိမ်းချမ်းရေးနိုဘယ်ဆုချီးမြှင့်လိုက်ကြောင်းကြေညာခဲ့ပါတယ်။ကော်ဘာချော့ဟာအရှိန်အောင်ဆက်ဆံရေးကိုပြောင်းလဲစေခဲ့ပြီးတော့စေးတိုင်ပေါ်အဆုံးသက်စေဖို့အထောက်ပံ့ဖြစ်ခဲ့တယ်လို့ကမ္ဘာငြိမ်းချမ်းရေးကိုလည်းဆောင်ကျင်းပေးနိုင်ခဲ့တာကြောင့်ဆုချီးမြှင့်ခံခဲ့ရတာပါ။ဒါမှမဟုတ်လည်းပြည်တွင်းရေးပြဿနာတွေကြောင့်ကော်ဘာချော့ဟာနိုဘယ်ဆုကို1992ခုနှစ်ဒီဇင်ဘာလ10ရက်နေ့ကျမှတက်ရောက်လက်ခံနိုင်ခဲ့ပါတယ်။ဒါကတော့ဆိုဗီယက်သမ္မတဟောင်းမီခေးကော်ဘာချော့ရဲ့အကြောင်းနဲ့ သူ့လက်ထံမှာဆိုဗီယက်ပြည်ထောင်စု၏အဆုံးသတ်သွားခဲ့တဲ့တမိုင်းအချင်းချုပ်ပါတစ်ချိန်လုံးဟာကမ္ဘာမှာအကြီးအကျယ်ဆုံးပြည်ထောင်စု၏ဖြစ်ခဲ့တဲ့ဆိုဗီယက်ပြည်ထောင်စုဟာလွဲမမှုတွေတတိယနဲ့ကြုံတွေ့ပြီးတဲ့နောက်မှာတော့ပြိုကွဲသွားခဲ့တာဟာလိလာစရာသင်ခန်းစာယူစရာဖြစ်ပါတယ်ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားတဲ့နောက်မှာအမေရိကန်ဟာတနိုင်ငံနဲ့စူပါပါဝါအနေနဲ့ကြံခဲ့တယ်ဆိုပေမဲ့အဲဒီနောက်တိတ်မကြခင်မှာပဲဆိုဗီယက်ရဲ့အမွေကိုဆက်ခံခဲ့တဲ့ရုရှားကလည်းတဖြည်းဖြည်းအင်အားပြန်တောင်းတင်းလာသလိုတိတ်ချောင်ဖင်ရဲ့ လမ်းဖွဲ့မှုတွေနဲ့အတူတရုတ်နိုင်ငံကလည်းကြားတကောင်ဖြစ်လာခဲ့ပါတယ်။အခုချိန်မှာတော့အမေရိကန်၊ရုရှားနဲ့တရုတ်တို့အထူးကပြန်ဆိုင်နေတဲ့ကဘာကြီးကိုတွေ့ရမှာပါ။စေအေးကာလအဆုံးသတ်မှာအမေရိကန်ဟာတနင်္ဂနွေနေ့ကြံခဲ့တယ်ဆိုပေမဲ့အခုချိန်မှာတော့ပြင်းထန်တဲ့ပြန်ဆိုင်မှုတွေကိုရင်ဆိုင်နေရပါပြီ။တချို့ကတော့ဒါကိုဒုတိယမြောက်စေအေးကာလအနေနဲ့သတ်မှတ်လာကြတာကိုလည်းတွေ့မြင်နေရပါတယ်။ Don't forget to subscribe to Eternal Rain Myanmar.